မင်္ဂလာပါရှင်စက်ခွန်လေးရဲ့3လမှာ23ရဲ့3လတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုံးနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းထွန်းထွန်းတောက်ခြင်းနောက်တစ်ခုကရာထူးဌာနတိုးတက်ခြင်းနေရာကောင်းရခြင်းလစာတိုးခြင်းဒါလေးတွေ့ရပါတယ်တန်မိုးကြီးသောပြည်စီများဝင်လာပြီလို့မြင်ပါတယ် မိတ်ဆွေပေါင်းတဲ့ရဲ့ကိုညီမှုထောက်ပံ့မှုရရှိပြီးပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးကံအရန်ကောင်းနေအဲ့တော့မိမိစာပေပွဲဖြည့်ဆိုတဲ့အခါမှာလည်းပဲအမှတ်ကောင်းကောင်းရရှိစီပြီးလူတွေ့ရပါတယ်အိမ်နဲ့ပတ်သက်ရင်တော့ဆေးရှုပ်ဆရာလေးတွေဂျုံလေးရပါပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ဆရာမိုးကျဆရာဒါလေးတွေ့ရပါတယ်ဆိုးရတဲ့ရန်အနေရေလုံးဝလုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေကြုံရတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုအကြောင်းပြုပြီးတော့တကြက်ကြက်စကားများနေရတာမျိုးကြုံရတတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဆိုးကျိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုတော့မတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့ဘာလေးပဲလှုပ်လိုက်လှုပ်လိုက်အမြင်အမောတကုန်းနေပူပန်မှုတွေနေအလိုကိုကတစ်ခုချင်းစီတစ်ခုချင်းစီမှာလိုက်လံပြီးတော့စိတ်ဖိစီးမှုများပြီးတော့လောကကံရမယ်လို့တွေ့ရပါတယ်။ ကန်နဲ့ပတ်သက်ရင်တော့ကန်အားနေပါတယ်တို့ပြင်ပဲထီတို့ကန်ဆန်းကျင်တယ်ဆိုရင်တော့6တလုံးထီတို့ကန်ဆန်းလို့ရပါတယ်ငွေကြေးလက်လာပါများပွန်လန်းစီမဲ့တပတ်တာပါ။ပူညီပေးမဲ့သူ၊ပံ့ပိုးပေးမဲ့သူ၊ထောက်ပံ့ပေးမဲ့သူပေါ်လာပေးလို့တွေ့ရပါတယ်။အမှုနဲ့ပတ်သက်ပြီးတော့ပူပန်စင်ရအလုံးစုံကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူး။မိမိဖြစ်ချင်တဲ့အရာလေးတွေဖြစ်ခွင့်ရမယ်။မိမိလုပ်ချင်တဲ့အရာလေးတွေကိုလုပ်ခွင့်သာမယ်လို့တွေ့ရပါတယ်။ ဒနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့19ရက်နေ့မှ23ရက်နေ့ထိကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်ရည်ရည်အားလေးပေးချင်ပါတယ်ဒီကြက်ပါတင်းငူရီသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်တဲ့ရေရာကငှက်လွတ်ပေးပါအဲ့တော့ဘဏ္ဍကောင်ပဲဖြစ်ဖြစ်ငှက်လွတ်ခြင်းကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ပင်လာပါရှင်16ရက်3လမှ23ရက်3လတပတ်တာ တနင်္လာသားသမီးချစ်မိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါလိမ့်ရှင်။တနင်္လာသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့မိမိလှုပ်ရှင်တာလေးတွေမိမိရည်ရွယ်ထားတဲ့ကိစ္စလေးတွေအလုံးစုံအကောင့်ထဲလေးပုံမေးအစီအပြေမေးအချို့မြက်လေးရမယ်လို့တွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်တတိထားပါတော့။မိတ်ဆွေရဲ့ပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ မိတ်ဆွေတွေရဲ့ညှိုးညင်းတောင်ခံရတတ်တယ်။ပညာရေးနဲ့ပတ်သက်တဲ့ကံအားကိုကြည့်လိုက်တဲ့အခါမှာပညာရေးဟာတိတ်တဲ့သောအချိန်လို့တွေ့ရပါတယ်။ဒီတော့စာမေးပွဲတွေဖြည့်ဆို့တဲ့အခါမှာပညာရေးနဲ့ပတ်သက်ပြီးတော့ကံအားက90ပဲရှိတယ်။အဲ့ဒီမှာဉာဏ်အားနဲ့ဝိရိယအားက90ထပ်ဆောင်းပြီးတော့အားဆိုင်လိုက်မယ်ဆိုရင်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ထုံးလင်းတောက်ပါသွားပြီလို့တွေ့ရပါတယ်။ ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အကြီးကြီးတွေကအကူအညီပေးပြီးအိမ်နဲ့ပတ်သက်တဲ့ရည်ရွယ်တဲ့ထားတဲ့ကိစ္စတွေအောင်မြင်စေပြီးအိမ်ငှားအိမ်အယောင်းဝေးအိမ်နဲ့ပတ်သက်တဲ့အကျိုးဆောင်အလုပ်တွေအကုန်အဆင်ပြေပြီလို့တွေ့ရပါတယ်ချွေမြူတာချင်းနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးကြောင့်ပူပန်နေရတာမျိုးကြုံရတဲ့ပါတယ်။ဆိုးရတဲ့ရန်အနေရေလုံးဝမတွေ့ရပါဘူးရှင်။ ခြေအနေပတ်သက်ပြီးတော့ပြောင်းလဲမှုလေးတစ်ခုကြုံရနေပြီ။အဲ့ဒီပြောင်းလဲမှုဟာမိမိချစ်သူကမိမိအပေါ်မှာစိတ်အပြောင်းလဲဖြစ်သွားတာလား။ဒါမှမဟုတ်ရင်မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာတခုခုအရာတခုခုဟာနေပြီးတော့မှကန့်လန့်ကန့်လန့်နဲ့တားဆီးမှုတခုဖြစ်သွားတာလား။ဒီလိုအပြောင်းလဲလေးတွေ့ရတယ်။အဲ့တော့ကောင်းသောပြောင်းလဲခြင်းနဲ့ဆိုးသောပြောင်းလဲခြင်းဆိုရင်ဆိုးသောပြောင်းလဲခြင်းဘက်ကိုပြောင်းလဲမှုအားများနေတယ်။အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအိမ်တော်ကြီးမှာလုပ်ငန်းအသစ်ကလေးတစ်ခုကို ဇနီးပေါင်တဲ့တို့ဟာညီတူညီမျှစိတ်ခံစားချက်အတူတူ ဆုံးဖြတ်ချက်အတူတူနဲ့အေးအေးချမ်းချမ်းလှုပ်ဆောင်သွားမယ်လို့တွေ့ရပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့စူးစူးဝါးဘာမှမရှိနိုင်ဘူး။တို့ပေမဲ့မိမိကအစားအသောက်အနေထိုင်လေးမှားရင်းသွားတာတော့ဖြစ်တဲ့တယ်။ဒါလေးကိုတော့ဖိဆိုင်ပါနော်။ အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုလုံရတဲ့အလုပ်တွေမှာနောက်ဆန်တည်းတည်းနဲ့လုပ်ရတယ်။နောက်တစ်ခါကိုပြောရတဲ့အပြောဆိုလေးတွေဆိုရင်လည်းဒီလိုပဲကိုပြောချင်ပေမဲ့လည်းချိချိန်နေရတဲ့အရာလေးတွေရှိတယ်။ဒါကြောင့်ဒါလေးတွေဟာခက်ခဲစီတဲ့အတွက်ကြောင့်မို့လို့တပတ်တာမှာမအေးချမ်းမှုမငြိမ်းချမ်းမှုဆိုတဲ့နမိတ်ကလေးကိုမြင်ပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလုံးကောင်းနေပါတယ်။ထီထူးကံဆန်းကျင်နေဆိုရင်တော့၃တလုံးထီထူးကံဆန်းလို့ရပါတယ်။ ဝေးကြီးလက်နာပါနဲ့ပတ်သက်ပြီးတော့ကိုရမယ်ဆိုတဲ့အပေါက်ကလေးတွေလမ်းပေါက်ကလေးတွေပိတ်နေတာမျိုး။နောက်ကိုရမယ်ပတ်စံလေးတွေမရတာမျိုး။ကိုကပေးရမယ်ဆိုတဲ့ငွေကြီးကြတော့အပူတပြင်းနဲ့ကိုကပေးလိုက်ရတာမျိုး။အဲ့တော့သူများအောင်ပေးဖို့တော့ရှိတယ်။ကိုရဖို့တော့လမ်းချောင်းကပိတ်ဆို့နေတယ်ဒီလိုလေးတွေ့ရပါတယ်။ အားလုံးပြတ်ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစူးစူးဝါးဝါးပူပန်မှုလုံးဝမတွေ့ရဘူးအဲ့တော့မိမိအဒီနဲ့ဒီတစ်ပတ်တာမှဆိုရင်ကလေးတွေကိုပျော်ရွှင်အောင်ထိုင်းရင်းဖြင့်မိမိကိုဖြစ်ချင်တဲ့အရာလေးတွေမိမိလုပ်ချင်နေတဲ့အရာလေးတွေကိုမြန်မြန်ဆန်းဆန်းအကောင့်ထဲပေါ်စီတယ်လို့တွေ့ရပါတယ်အဲ့တော့ကံရဲ့အထောက်ပံ့ကောင်းဖြစ်စေဖို့အတွက်ကိုဆရာမရေရေရာကောင်းလေးပေးချင်ပါတယ်ဒီနေ့လာသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ရည်ရည်အားက အိမ်ဖျားမှာကြံရည်တစ်ခွက်လှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောအခက်ခဲတွေပြည်နေသောမိလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင့်။ဇက်ခွန်ရဲ့3လမှာ23ရဲ့3လတပတ်တာအင်္ဂါသောသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာကြုံရတတ်ပါတယ်။အယောင်ဝယ်အင်းဒီမင်းညီညီမင်းကိုရင်းနှီးလိုက်တယ်အဲ့ဒီအရင်းနှီးလေးတခုဟာဒီတစ်ပတ်တာမှာ ပျောက်ကွယ်သွားတယ်ပျောက်ပြက်သွားတယ်ဆုံးရှုံးနေတာသွားတယ်ဒီလိုလေးတွေ့ရတယ်နော်ဒါကြောင့်ဘေးဥစိုက်ပါတန်မိုးကြီးသောပြည်စီများထွက်တတ်ပါတယ်မိတ်ဆွေကံကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကံအထူးကိုကံကောင်းနေပါတယ်အဲ့တော့စာမီးဝဲဖြီးဆိုမိတ်ចောင်းသားចောင်းသူများဒီတပတ်တာကာလမှာမိမိဖြီးဆိုမိတ်အရာလေးတွေဟာမိမိစက်မှတ်ထားတဲ့အရာလေးတွေဟာမိကူးဖြီလွန်နဲ့တိတ်တိတ်တိုးသွားတာမျိုးတွေကျွမ်းဝတ်တတ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းနေအကြီးကြီးတွေအကူအညီပေးလိမ့်မယ်အိမ်ကိစ္စမှန်သမျှအလုံးစုံအစီအပြေသွားမယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းကြောင့်ပူဆွေးရတာမျိုးခံစားချက်တခုခုရှိတာမျိုးအဲ့ဒါမျိုးတွေ့ရတယ်နော်ရန်အတိုက်ခက်ရှိတဲ့တတိထားပါမိမိသွားတဲ့လာတဲ့နေရာလေးတွေမှာအမြင်နဲ့သတိရှိစေချင်ပါတယ်အခြေအနေပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့ လမ်းခွဲသွားတဲ့အထီကိုတယောက်နဲ့တယောက်တင်းမာမှုလေးဖြစ်တဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကျမ်းမာရေးညံ့တာဖြစ်တဲ့အတွက်ကြောင့်မလို့စိုးရိမ်ပူပန်ရတာမျိုးတွေကျန်းဝတ်တတ်ပါတယ်မိမိကိုယ်တိုင်ကျမ်းမာရေးရတော့စိုးချုံမရှိပင်ပဲအနေထိုင်အသွါလာလေးတွေကြောင့်မလို့ကျမ်းမာရေးချူချားတတ်ပါတယ်ကြိုးစိုက်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တောင်လို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်ဒီကောင်းပါတယ်ကန်ဒီပွက်ပါတယ်ထီထိုးကန်ဆန်းကျင်တယ်ဆိုရင်တော့တုံညတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝီကြီးလည်းလာပါများရှင်ပါမေတို့ပင်ပဲဝီကြီးကိုအကြောင်းပြုပြီးတော့မှမိမိကိုလိန်လေတာမျိုးခံရတဲ့တဲ့အဲ့တော့အလိမ်မခံရအောင်မိမိဘက်ကနေပြီးတော့ကာကွယ်ပြီးတော့နေပါ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုလုံးချင်တဲ့အရာလေးတွေကိုလုံးခွင့်မသားတာမျိုးကိုအလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆိုရင်နှောင့်နှေးစီတာမျိုးဒီလိုလေးတွေ့ရပါတယ်ဒီအတွင်းကံထောက်ပံ့ဖြစ်စေတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါတယ်အင်္ဂါတော်မိချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့ယနေ့ကအချူကြီး ၃ွက်အေယာဘုရားပါဒုမဟုတ်ဇီတိတစုမှာလှူဒန်းခြင်းဖြင့်ဘာအချွေမဆိုရပါတယ်ရှင်အဲ့တော့မိမိခက်ခဲနေတဲ့တပတ်တာအလို့ဆုံးကြီးလေသွားမင်းလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်ဇက်ခွန်ရဲ့၃လ2025နေပြီးတော့23ရက်3လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမေးစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးသားသမီးချင်းမေးစုရဲ့ဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့ အကျိုးပြများစွာရရှိစေမယ်။ကန်ဒီကောင်းနေပြီ။အလို့ကိုင်းမှာပြောရေးဆိုခွင့်အဆင်ပြေလိမ့်မယ်။အလို့နဲ့ပတ်သက်ပြီးတော့ကြည်လူစရာစိတ်ချမ်းသာစရာတွေကြုံပြရမှာပဲဖြစ်ပါတယ်။တန်မိုးကြီးတော့ပစ္စည်းတွေတော့ထွက်တတ်တယ်ယူဆိုင်ပါနော်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာမိုးကျစရာ ဆရာသမားနဲ့ပတ်သက်ရင်လည်းဒီလိုပဲစိတ်ညှိုးရင်းစရာဖြစ်ရမယ့်ကိစ္စလေးတွေကျွမ်းဝတ်တဲ့တည်းပညာရေးနဲ့ပတ်သက်ပြီးတော့ကံအားနေနေတယ်ဒါကြောင့်စာမျက်ဝဲဖြည့်ဆို့မဲ့အကြောင်းသားအကြောင်းသူဗုဒ္ဓဟူသားသတိပါတယ်ဆိုလို့ချင်းအရာရာကိုအမြဲတည်းဝိရိယရှိပါလို့တိုက်တွန်းချင်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့ကံအကောင်းပါလေအကြီးကြီးရဲ့ကူညီမှုအကြီးကြီးရဲ့ပံ့ပိုးမှုအပြည့်အဝရရှိစေမယ်လို့တွေ့ရပါတယ် ခြေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကျမ်းမာရေးမကောင်းတဲ့သတင်းတွေကြားမှာပဲဖြစ်ပါတယ်။ရန်အနေနဲ့အတိုက်အခံရှိတယ်သတိထားပါနော်။အေးချမ်းမှုညည်းချမ်းမှုရရှိလာမဲ့တပတ်တောင်လို့တွေ့ရပါတယ်။အချီးအင်းနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်ထိတ်မကြတာလေကျောင်းဝတ်တက်တည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်စိုးဝါတယ်ဒီအဆိုးချုပ်မှုအိမ်တော်ကြီးလုံးဝမတွေ့ရဘူးအေးချမ်းနေမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ ိမိစိတ်ထဲမှာဘဝင်မကြတာတွေအများများနေနေပဲအဲ့တော့မိမိရဲ့ရှေ့တူးအောင်ပါလားနောက်ဆုံးအောင်ပါလားဒီတစ်ပတ်မှာဆုံးဖြတ်ချက်ချရခက်ခဲတဲ့ကိစ္စရပ်တွေကိုပေါ်နေပြီလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေကောင်းပါတယ်ထီထိုးကံဆန်းကျင်နေဆိုရင်တော့ခုနှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာစိတ်ညစ်စရာပြီးမဲ့ကိစ္စရောရမဲ့ကိစ္စရော ယူရမယ်ကိစ္စရောဒီလိုကိစ္စလေးတွေမှာငွေကြီးဆိုစကားတွေအလွန်ပြုံးနေရမယ်တပတ်တာလို့တွေ့ရတယ်။အားလုံးကပတ်သက်ပြီးတော့ပုံပန်ဆရာချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မှုမျိုးလုံးဝမတွေ့ရဘူး။အဲ့တော့မိမိအနေနဲ့ကိုလုံးချင်တဲ့အရာလေးတွေကိုဖြည်းဖြည်းမှန်မှန်လေးပဲလှုပ်ဆောင်သွားပါ။အဲ့တော့မိမိစိတ်ကလော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 နဲ့လှုပ်လိုက်တဲ့အရာမှန်သမျှတကူပေါ်တကူအခက်ခဲလေးဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ပုံတော်မူသားသမီးချိမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စီတဲ့ယရိယာကောင်းလေးဆရာမပေးခြင်းပါတယ်။ ဘောလုံးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကမိမိအရေးကြီးကိစ္စကြုံလာတဲ့ကြုံလာတိုင်းကန်းပေါ်ရွက်ကလေးကိုရေးမွေးလေးဆွပြီးတော့မှအိတ်ကက်ထဲနောက်ပဆိုင်အိတ်ထဲဒီလိုလေးထဲဆောင်သွားခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။18ရက်3လမှာ23ရက်3လတပတ်တာကျောင်းသမီးတောင်းသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ ဂျာကာဗီကာသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အာယုန်တွေအရင်ပြားနေရမယ်စိတ်ရှုပ်နေရမယ်အလုံးတာဝန်တွေတအားပိနေမယ်အလုံးဖိစီးမှုတွေစိတ်ဒုက္ခတွေများနေမယ်လို့တွေ့ရပါတယ်။တန်မိုးကြီးသောပြည်စီဝင်လာမယ်တပတ်တာလို့မြင်ပါတယ်။မိတ်ဆွေကရန်ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ဆာမီဝဲဖြီဆိုတဲ့ဂျာတာဗီတာသမီးကျောင်းသားကျောင်းသူများအမှတ်ကောင်းသောရရှိစေမယ်။ဆာမီဝဲဖြီဆိုတဲ့အခါမှာစိတ်ကြည်နူးချမ်းမြေ့မှုတွေရရှိမယ်လို့တွေ့ရပါတယ်။ ိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကျုံ့မှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းစီမှအကူကြီးထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ကျန်းအန္တရာယ်လုံးဝမရှိပါဘူးရှင်။အချင်းအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာတွေအရန်ပွင့်နေပါလိမ့်မယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိပြောဆိုတဲ့အရာကိုအင်တော်ဘက်ကနားလည်မှုအပြည့်အဝပေးနေပြီးတော့မှအေးချမ်းတာယာတဲ့အင်တော်ကြီးလို့တွေ့ရပါလိမ့်။ ကျမ်းမာရေးနဲ့ပတ်သက်တော့ဂိမ်းစိတ်ပါအဓိကတော့ယုတ်တိရဲ့ဖြစ်စေတဲ့အန်ဒီရဲ့ဥပမာကြောင်ကုန်မိတာအမမခွေးကြိုက်တာအရေးကြီးတဲ့အချိန်ကျမှခြေတော့ကခောက်သွားတာခြေတော့အကျောညက်သွားတာအဲ့ဒါလေးဖြစ်တဲ့တည်းဂိမ်းစိတ်နော်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုံးမှာအခက်အခဲလေးတွေတစ်ခုပြီးတစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်။သို့ပေမဲ့ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့စာချုပ်စာတိုင်းကိစ္စလက်မှတ်မှားထုတ်လိုက်တာအဲ့ဒါငွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်မှာနောက်ငွေနဲ့ပတ်သက်ပြီးတော့ရန်ရှာခံရတာဒါလေးတွေ့ရပါတယ်သတိထားပါလို့အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါဆက်ခွန်ဆက်ရှိဆက်ပိုးတွေမှာမိမိတင်ငွေကြီးရမ်းပုံပန်နေရလိမ့်မယ်ဒီကနောက်ပိုင်းမှာတော့23ရက်နေ့အထိငွေကြီးကိစ္စကိုညှိနှိုင်းလို့ရမယ်ပြောဆိုလို့ရမယ်ဖြည့်ရှင်းလို့နိုင်ကောင်းမယ်လို့တွေ့ရပါတယ်ဒီတော့ဇာတာပိတာသမီးချင်းမိတ်ဆွေတို့ ကံထောက်ပံ့ပြည့်စုံတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။ဂျာတာဘီတာတဘီချီဘီဆွေပြုလို့ဆောင်ရရမယ့်ဂျပတ်တာယရိယာကမိမိနေအိမ်ကဖျားမှာပန်းသီးကိုအစိတ်ကလေးတွေတခြားအခွန်နွားပြီးတော့ပန်းသီးကိုကိုးစိတ်စိတ်ပြီးတော့ဖျားမှာလူတဲ့ချင်းဖြင့်မိမိခက်ခဲနေသောဂျပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။ မင်္ဂလာပါရှင်စက်ခုနှစ်ရဲ့၃လမှာ23ရဲ့၃လတပတ်တာတောက်ကြသားသမီးချင်းမစုရဲ့အလုတ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါရဲ့ရှင်တောက်ကြသားသမီးချင်းမစုအလုတ်နဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်မှာအလုတ်ကိုင်လေးအရန်ကောင်းနေတယ်အလုတ်ကအခွင့်အရေးတွေအများကြီးရမယ်အကြီးကြီးတွေကိုညီမှုရရှိစေမယ်အကျုံးပြန်များစွာရရှိစေမယ်တပတ်တာလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းထွက်တတ်တယ်ပြောင်းတတ်တယ်ပြူးဆိုင်ပါတော့ မိတ်ဆွေကံအရန်ကောင်းပါလေပညာရေးနဲ့ပတ်သက်တဲ့ကံအထူးအခွင့်အရေးကံအားကောင်းနေပါလေကျောင်းသားကျောင်းသူတောက်ချာသားသမီးပါခဲ့တယ်ဆိုရင်ဒီတစ်ပတ်မှာမိမိစက်မှတ်ထားတဲ့စာရီနဲ့မိကုံးဖြေလွာနဲ့တဲ့တဲ့တိုးသွားတာမျိုးကျောင်းရမှာပဲဖြစ်ပါလေအိမ်နဲ့ပတ်သက်ပြီးတော့အိမ်မှာအကြီးကြီးကြောင့်နောက်ဆန်တင်ရတာအကြီးကြီးတွေပူပန်နေရတာဒါလေးတွေ့ရပါတယ်ရှင်မြူသားကြီးကအကူကြီးထောက်ပံ့ကောင်းတွေရရှိစေမဲ့တပတ်တာလို့မြင်ပါတယ် ရဲအန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်အခြေအနေပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာစိတ်ဝမ်းကွဲစီတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြောက်မှုတွေတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဘူးဆိုင်ပါအဓိကတော့ဒူးတွေနာတာချက်တော့အကျိုးတွေမကောင်းတာဒါလေးဖြစ်တတ်ပါတယ်အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်နှစ်တလုံး၄တလုံးပါတော့ထီနေဘက်တွေကိုထီထူးကန်ဆန်းပေးပါ။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကြီးကဲသူတွေစီကနေငွေအကူအညီကောင်းငွေကြီးအထောက်ပံ့ကောင်းဒါလေးရရှိစေမယ်လို့တွေးရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုကတော့ အဲဒီလူကိုယုံကြည်အားကိုးပြီးတော့မှအတွေ့အကျိစာအစာတိုင်ပင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီတိုင်ပင်လိုက်တဲ့သူကနေကိုယ့်ကိုတစ္ဆာဖောက်တာမျိုးခံရတတ်တယ်။ဒါကြောင့်မို့လို့ဘသူဘသူကိုမှကိုယ့်ရဲ့အတွေ့အကျိစာကိုမတိုင်ပင်ဘဲနဲ့ကိုယ်လုံးတဲ့အရာကိုလုပ်လိုက်ပါကိုယ်ဖြစ်တဲ့အရာလေးတစ်ခုကိုမိမိအနေနဲ့လုံဆောင်လိုက်တယ်ဆိုရင်ဒါအန်ဒီရဲ့ကင်းသွားလိမ့်မယ်။ဒီတော့တောင်းကြတာတမိချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။ ောက်ကြသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်ရမယ့်ရေဒီယာကမိမိရဲ့အိမ်ဖျားမှာအုံတို့ခေါဆွေးတပွေပြူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမည်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆက်ခိုလေးရဲ့၃လမှ23ရဲ့၃လတပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ နှောင်နှေးစေတဲ့အရာလေးပေါ်တတ်ပါတယ်။အလုတ်မှာဆုံးရှုံးစေတဲ့အရာလေးတွေ့ရပါတယ်။အလုတ်ကင်ကြောင့်စိတ်ဝန်းကျက်တာစိတ်ပြည့်စုံမှုအများများတာဒီလိုလေးရှိပါတယ်နော်။တံမိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်ခရီးဆိုင်ပါနော်။မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းရဲ့ကူညီမှုကြည်ကဲသူရဲ့ကူညီမှုဒါလေးတော့ရရှိစေမယ့်တပတ်တာလို့တွေ့ရတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ ပညာရေးကံအားကောင်းတဲ့သို့ပေမဲ့မိမိအနေနဲ့ကျမ်းမာရေးကိုဂရုစိုက်ပေးရတယ်။ဘာလို့လဲဆိုတော့အရေးကြီးတဲ့အချိန်စာမျက်ဝဲဖြည့်ဆူတဲ့အခါမှာဒီပညာရေးကိုအကြောင်းပြုပြီးတော့ကိုယ်ဟာစိတ်အရန်လောနေတယ်။အဲ့ဒီအချိန်မှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ချူချာတက်တယ်ဒါလေးကိုတော့ဂရုစိုက်ပါနော်။အိမ်နဲ့ပတ်သက်ပြီးတော့အကြီးအကဲတွေကြောင့်စိတ်ညိုညင်စရာ စိတ်မိုးကျစရာဒီလိုတွေတွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ငြင်းညူစရာကိစ္စလေးတွေပေါ်လာမှာပဲဖြစ်ပါတယ်။ ရန်အန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့အလိမ်ညာခံရတဲ့တည်းဒါကြောင့်ဘေးဘီစိုက်စီခြင်းနဲ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာအလုတ်ကိုင်းခွန်လန်းကောင်းတွေပိတ်ဆို့မှုကြောင့်စိတ်တိုင်းမကြတာတွေကြောင့်ရတတ်ပါတယ်ကျမအင်းနဲ့ပတ်သက်ရင်တော့ဆိုးရွားလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်မိမိတည်းအလုပ်နဲ့ပတ်သက်ပြီးတော့ စိတ်ညိုညင်စရာမွန်းချစ်စရာလေးတွေကြုံရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်မှာမအေးချမ်းဘူးမငြိမ်းချမ်းဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီတူးကံဆန်းခြင်းနဲ့ဆိုတော့ငါးတလုံးထီတူးကံဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရရန်ရှိတာရောပေးရန်ရှိတာရောငွေကြေးကိစ္စလေးဒီဘက်မှာပြောဆိုတဲ့ကိစ္စအဝဝအစအဆင်ပြေသွားမယ်လို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိသည်ဖြစ်ချင်တာတွေလုတ်လုတ်ချင်တာတွေကတစ်ထက်ထက်မကြအောင်အဲ့တော့မိမိဖြစ်ချင်တာတစ်မျိုးမိမိလုတ်နေရတာတစ်မျိုးဒီလိုလေးခြုံရမှာပဲဖြစ်ပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စီတဲ့ရေနရာကောင်းလေးဆင်မပေးချင်ပါတယ်စလီတောင်းသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ရေရရာကခྱི་သွားနေတဲ့သူအဲ့တော့လမ်းစီမိမိတက်နေသေးပြီထူထမ်းလိုက်ပါဒါဆိုရင်မိမိခက်ခဲနေတော့တပတ်တာ အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်